အားလုံးပဲမင်္ဂလာပါလင်းရဲ့ channel တွေကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်အာမင်းကြီးကလင်းမွေးနေပေါ့နော်အဲ့တော့လင်းမွေးနေမှာလင်းကမမရဲ့ရာကိုယ်တိုင်းနဲ့ဗတ်ဒီကိလေးလုပ်ခြင်းနဲ့အာပြီးလို့ရှိရင်အမွေးနေကိုလည်းအမတ်တရားလေးနဲ့ဖြတ်တန်းခြင်းတာဖြစ်တဲ့အတွက်နဲ့ဗတ်ဒီကိလုပ်လို့ရတဲ့ဆိုင်လေးတစ်ဆိုင်ကိုလင်းကိုယ်တိုင်းသွားခဲ့ရပေါ့နော်အဲ့ဆိုင်လေးမှာဆိုလို့ရှိရင်ဗတ်ဒီကိလေးလုပ်လို့ရတယ်လို့ juice တို့ coffee တို့လည်းအဆုံးထားလို့ရပြီးတော့ဓာတ်ပုံရိုက်လို့ရှိရင်လည်း Instagram look လေးနဲ့ လှနေတဲ့ဆိုင်လေးတစ်ဆိုင်ဖြစ်ပါတယ်။အဲ့တော့အဲ့ဆိုင်လေးကဘယ်ဆိုင်လေးလဲဆိုလို့ရှိရင်တော့ Vanilla Dessert Cake ပဲဖြစ်ပါတယ်။အဲ့တော့ဒီဆိုင်လေးကအင်းရကံပောင်းရဲ့မျက်နှာချင်းဆိုင်မှာရှိနေတဲ့မျက်ကန်သားနှစ်လန်းတဲ့ကပိုက်သွင်းခြင်းရဲ့အော်ဆုံးထမ်းမှာရှိအပ်ဖြစ်ပါတယ်။အာဂရထောက်တဲ့လူတွေကတော့ဗောနော Vanilla Dessert Cake ကိုထောက်လို့ရှိရင် Vanilla Dessert Cake တို့အဲ Dry ထောက်တာထပ်စားလို့ရှိရင် Python Gin လို့ထောက်တာကပို့ပြီး location အတီးကြရပါလိမ့်မယ်။ ာလို့လဲဆိုလို့ရှိရင် vanilla dessert cake က python jeans ရဲ့အဆောက်အုံကြီးရဲ့အတွင်းထဲမှာပေါ့နော်အပေါ်ဆုံးထပ်မှာရှိနေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်အဲ့တော့ vanilla dessert cake ကိုထောက်လိုက်လို့ရှိရင်အာဒီ location ထက်ကျော်သွားတဲ့နေရာမှာကရက်တလူလီဖြစ်သွားတယ်ပေါ့နော်လင်းလို့မနေရ vanilla dessert cake ကိုရိုက်ထည့်လိုက်တဲ့အချိန်မှာတော့ location ကကျော်သွားတယ်အာဆိုင်ကိုဖုံးဆက်တဲ့အချိန်ကြတော့မှအာပိုင်သွင်းခြင်းရဲ့ပေါ်ဆုံးထပ်မှရှိရဆိုတော့မှလင်းတို့နောက်ပြန်ဆုပ်ပြီးတော့လမ်းလျှောက်လာတော့မှပဲ အာ location အတိအကျစီသွားလို့ရတယ်ပေါ့နော်။ Okay အခုကအဲဆိုင်တဲ့ကိုဆဆဝဝင်ချင်းဆိုလို့ရှိရင်တော့ cafe နဲ့ coffee bar တန်းလေးကိုအရင်တွေ့ရမှာဖြစ်ပါတယ်။ပုံရရင်လည်း Instagram look လေးနဲ့တော်တော်လှရပေါ့နော်။ဒါမှဆိုရှင် classic sunday ဆိုတဲ့ခံစားချက်ကလေးကိုရပါတယ်။အာအခု juice တွေ ice coffee ရဲ့ဈေးနှုန်းကတော့၄00ကနေ1000ကျားရဲ့မှာရှိပေါ့နော်။ဆိုင်ဝင်ချင်းကမနေ့ကနေ့ညနေ9:00အထိဖြစ်ပါတယ်။ မင်းကအာအိုက်စ်လက်တီနဲ့ဘလူးဘယ်ရီဆိုတာတောက်ခဲ့ပေါ့နော်အာအိုက်စ်လက်တီရဲ့ရတာကတော့ခါစိမ့်စိမ့်လေးနဲ့တောက်လို့ပါမယ်ဘလူးဘယ်ရီဆိုတာကတော့လောကအာဒီရာသီဥတုနဲ့ဆိုလို့ရှိရင်တော်တော်ကိုအမိုးမော်ပြေပြီးတော့တောက်လို့ပါမယ်โอเคဒီနေ့တူတူကိတ်မုတ်ဖုံးရိုင်းနေရာလေးကိုသွားလိုက်ကြရအောင်လေကားကိုတိုက်ရတာကတော့လောက rack up မှာလမ်းလျှောက်ရတဲ့ feeling လိုမျိုးပဲခန္ဓာရဲ့ခံစားချက်ကိုရရပေါ့နော် အအပေါ်ဆုံးထပ်ကိုရောက်ပါပြီအဲ့တော့ cake လုတ်တဲ့အခန်းထဲဝင်ပါမယ် cake လုတ်တဲ့အခန်းကတော့သုံးဝအကြီးနဲ့အကျယ်ကြီးပန်းရောင်သင်းလေးနဲ့လုတ်ထားဖြစ်ပါတယ် okay ဒီနေ့တူတူ game mode ဒီစလုတ်ကြရအောင် နင်ကဂိမ်းမလုပ်ခင်မှာဘယ်ဂိမ်းလေးကိုလုပ်မယ်ဆိုပြီးရွှေရရမျိုးရှိရပေါ့နော်အဲ့တော့နင်ကတော့ tiramisu ကိုရွှေလိုက်တယ်ဘာလို့လဲဆိုလို့ဆိုရင်အိမ်မှာစီချိုသမားလေးရှိရခါကြတော့အချိုကဲရာတွေကအရင်စမပြေရတဲ့နဲ့ tiramisu ဆိုလို့ဆိုရင်တော့ cream သိပ်မပါတဲ့အတွက်တော့အဆင်ပြေမယ်ဆိုပြီးတော့ tiramisu ကိုရွှေလိုက်တယ်ခိတ်ကလေးတွေကတော့စားစားရှိရသူက၄000ခွဲရနေစားပြီးတော့အော်6000ခွဲထိရှိရပေါ့နော် အာပြီးလို့ရှိရင် cupcake လေးတွေကကြတော့ဆက်နှလုံးဆိုလို့ရှိရင်တော့သူက3000နဲ့6000အာ24လုံးဆိုရင်တော့9000နီးရှိပါတယ်အာကိမလုံးတက်လို့စိတ်မပူပါနဲ့ဘီယာရှက်ကနေပြီးတော့ဘာရီထဲပါဘလူထဲပါဆိုပြီးတော့သူကတဆင်ချင်းစီ instruction လုတ်သွားပါတယ်အဲ့ဒါကိုကလိုက်လို့ရုံပါပဲအာအခုတော့မမလင်းတယောက်ဂျုံတို့တကြားတို့ချိန်စားထဲနေရတဲ့တင်ကိုပဲလုတ်ပြီးရှုပ်နေပါပြီ โอเคအကုန်လုံးထည့်ပြီးမွေပြီးသွားလို့ရှိရင်တော့မုတ်ဖုံကြီးရဲ့15မိနစ်နာယူဝက်လောက်ကတော့လင်းလို့နားလို့ရတယ်အဲဒီလိုနားလို့ရတဲ့အချိန်မှာအဲလင်းနဲ့လင်းပြင်းချင်းကတော့ဓာတ်ပုံရိုက်တဲ့အေးတွေပါတယ်အောက်ဆင်းပြီးတော့တောက်တောက်တောင်မျိုးတွေလောက်ပါတယ်အာတပုံရိုက်လို့ရှင်ရင်လည်းသူကပေါ့အာဒီပန်းရောင်သင်းမူနဲ့ဆိုတော့ log cube ဆံပြီးလာတယ်ပေါ့နော်အာပြီးတော့ဒီ python ရှင်အဆောက်အုံထဲမှာဆိုတော့ဒါ jim sorry လူတွေလည်းရှိတော့အာ ြင်အုပ်ကြီးကြီးစက်ပန်းတဲ့အစင်လေးတွေလည်းတွေ့ရမှာဖြစ်တဲ့အတွက်နဲ့ဒါမျက်စိဟိုအေးစီရဲ့ခံစားချက်လည်းရမှာဖြစ် I just get him ဒါတော့ fun for အနေနဲ့ပြပြရဖြစ်ပါတယ်ဝင်းနေလေးမှာခိတ်လက်လာလေးနဲ့အစင်စောလေးမှာလည်းတော့ပုံပြပြည့်စုံမှာပါနော်ခေပါကပေါ်ပြန်တက်မယ်ပေါ်ပြန်တက်တော့ညီတို့လင်းလာသွားရင်ညီမှာပဲ international school ကခလီလေးရာလေ ကိတ်လာလောက်တာပြီးတွေ့တော့သူတို့နဲ့လည်းစကားပြောဖြစ်ခဲ့ပါတယ်။အာသူတို့ကလေအာမြန်မာစကားတော့မတတ်တဲ့ Chinese လေးလေးဆိုတော့အင်္ဂလိပ်စကားတော့ပြောလို့ရတယ်။အဲသူတို့နဲ့လည်းစကားပြောပျော်မှုလည်းကောင်းပါတယ်။အာကလေးလေးတွေဒီ low cake လုပ်နေတဲ့ပုံစံလေးကတော့ creative thinking ကောင်းတယ်။သူတို့က cup cake လေးလုပ်တာရှိတယ်။နောက်တစ်ခွက်ကကျတော့သူက cake mold လုပ်တာပေါ့နော်။ကလေးလေးတွေလုပ်နေတဲ့ပုံစံလေးကြီးတော့ creative thinking ကောင်းပြီးကိုကတော့သူတို့စီကပြင်သင်ရတဲ့ပုံစံမျိုးတွေအောင်ဖြစ်နေပါတယ်။ အခုကိန်းလာလုပ်တဲ့အကျိုးကြီးဆိုတာဘာရလဲဆိုလို့ရှိရင်အာကိုမွေနေမှာ memory သလားလေးဖြစ်တယ်ပြီးတော့ကိတ်ကိုအာယုံဆိုင်ပြီးတော့လုပ်နေရတဲ့အတွက်နဲ့အာယုံပြန့်လွင့်မှုနည်းပြီးတော့စိတ်ကိုညင်စေတယ်အာပြီးလို့ရှိရင် creative thinking နဲ့ပို့ပြီးတော့ကောင်းစေပေါ့နော်အာပြီးတော့ဆလီနစ်ကလေးလေးရေနဲ့ကိတ်တူတူလောက်ရတာဖြစ်တော့အာကိုကိုကိုလည်းသူတို့နဲ့ရွယ်တူလေးလို့ခံစားရတဲ့ feeling လေးရောက်လာရောက်လာတယ်ပေါ့နော် โอเคအခု cake ကို blend နဲ့တူတူဆက်လုပ်ကြပါမယ်ဒီခါ cake ကဖောက်ပြီးသွားပြီဆိုတော့ cake ကိုပုံဖော်ရမယ်အလဲတော့ရောက်ပြီပေါ့နော်အာလင်းက tiramisu ကိုကိုကိုနဲ့လုပ်ဖို့ရွေးခဲ့ပြီမယ်အာလင်းရဲ့ happy birthday ဆိုပြီးတော့ရေးချင်တာဖြစ်တဲ့အတွက်နဲ့ကိုကိုနဲ့တော့လုံးလုံးမရတော့ဘူးပေါ့နော်ဒီခါကျတော့လင်းကအဲ cream ပေါ်မှာပဲစာရေးမှဖြစ်မှဖြစ်တဲ့အတွက်နဲ့စာရေးခဲ့ရင်ပေါ့နော် ခါရေးပြီးခွာကိုရှောက်လို့တာတော့ပုံလေးကတော့လာလေးရောထွက်လာတယ်။ဆိုးရဲ့ဂျယ်လေးနဲ့လည်းပုံပေါ်လို့ရတယ်ဆိုတော့တော်တော်လေးကိုခိတ်ပြီးရအဲကိုအတိုက်ပုံစံတိုင်းပြည့်ပြည့်စုံနေပါတယ်။ဆရာလာပါလေစာရေးရတယ်လေဘာကြီးကျစ်မတရားဘာဖြစ်ရလဲ အာဒီဟာကပုံဖော်ပြီးွားလို့ရှိရင်လေနှစ်နာရီလောက်တော့အေးအေးခံရတယ်အဲ့တော့လင်းနိုးကကြတော့အဆိုင်ပိတ်တော့မှမို့လို့တနာရီလောက်ပဲအေးအေးခံခဲ့ရတယ်ပေါ့နော်အဲ့တော့ဆိုင်ကိုစောစောလေးသွားတာကတော့ပိုကောင်းတယ်ဘာဖြစ်လို့ဆိုခိတ်ကိုအေးအေးခံတာတို့ဘာလို့ညာဆိုစောင့်ပြီးတော့နေလို့အဆင်ပြေလို့ပေါ့နော် အာလင်းတို့ကဆိုင်ပိတ်သွားတဲ့အချိန်မှာတော့ကားဆောင်ဖို့အတွက်ကတော့ဒီအဆောက်အုံရဲ့အောက်ဆုံးထပ်နေရာလေးမှာအာလင်းတို့ကထိုင်ပြီးတော့အချိန်လေးခုံဆုံးခဲ့ပါသေးရဲ့အာကိန်းလာလေးယူပြီးတော့အိမ်မှာလည်းကိန်းမုတ်လေးခွဲပြီးတော့ဗက်တီးမတ်တရားလေးဖန်တီးခဲ့ပါအကဲရဲ့အသားလေးနူးဤပြီးတော့စားလို့လည်းကောင်းတယ်ပေါ့နော်အိမ်ကလူတွေတော်တော်လေးအကြိုက်တယ်ပါအိမ်ကလူတွေတင်မကပါဘူးကြောင်လေးတွေရပါအစားကိန်းမှုကိုထုတ်လိုက်တာနဲ့လုံးဝ လိုက်စားမလို့စဉ်းစားနေကြရဲ့ ठी ကိုကိတ်ကစားလို့ကောင်းပါတယ်အခုတော့လင်းရဲ့ကိတ်မုတ်ဘူးလီကကြောင်လေးရဲ့ဆော့စရာနဲ့ကြောင်လေးရဲ့ဝင်းအိတ်စရာနေရာလေးရောင်းဖြစ်နေပါတယ်ပူရဲ့အခွန်ကလည်းမာတယ်ပေါ့နော်အာတာမန်ဆိုင်နေရဂိတ်ဘူးတွေထပ်ပိုးမာလည်းတွေ့ရပါတယ်အာဒါတော့ဆိုလို့ရှိရင်ခိတ်ကလေးကိုကိုယ်တိုင်လုပ်ပြီးရောမွေးနေ့အမတ်တရားလက်လာလေးဖန်တီးခြင်းနဲ့လို့အတွက် အာ vanilla dessert cake ကြောင်းလေးကိုစုံစုံလင်းလင်းလေးမိတ်ဆက်ပေးသွားတာဖြစ်ပါတယ်။အာ munition တွေကို cake surprise လုပ်ချင်တာပဲဖြစ်ဖြစ်အာ winning memory အနေနဲ့ game ဖို့ရင်းနဲ့အချိန်ကုန်ဆုံးခြင်းတဲ့သူတွေပဲဖြစ်ဖြစ်ဒီ vanilla dessert cake လေးကိုလာဖို့လည်းနေရာ recommend လေးပြချင်ပါတယ်။ လေးရဲ့ channel လေးတွေဗီဒီယိုလေးတွေကိုအပိကြရတဲ့သူတယောက်ချင်းစီအားလုံးလည်းကျေးဇူးတင်ပါတယ်နောက်တဲ့အစီအစဉ်တစ်တည်းဗီဒီယိုတစ်လေးနဲ့လာမှမို့လေးရဲ့ channel လေးကိုစောင့်မျှော်ပြီးတော့အပိပါအောင်လို့လည်းဖိတ်ခေါ်လိုက်ပါတယ်နောက်တဲ့အစီအစဉ်တစ်တည်းဗီဒီယိုတစ်တည်းဒီမှာပြန်ဆောင်ပါမယ်နော်